异阳之味道，紫气东来。 Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ share video မှာပြထားတဲ့ look ကလေးကိုတစ်ဆင့်ချင်းစီလေးပြပေးသွားမှာဖြစ်ပါတယ်ရှင်။ညီမတော့မျက်ကပ်မှအမြဲမေးတဲ့သူဖြစ်တဲ့အတွက်မျက်ကပ်မှကိုအေးတားလိုက်ပါတယ်ရှင်။ Skin care လေးတွေကိုအရင်လေးပေးပါနော်။ပြီးမှပဲ foundation လေးတွေကိုသေချာလေးချပေးရမှာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ညီမအစီပြတတ်တဲ့သူဆိုတော့ loose powder လေးကိုနည်းနည်းလေးထည့်ပေးလိုက်ပါတယ်ရှင်။နှာခေါင်းရွှဲတဲ့အခါမှာဆိုလို့ရှိရင်လည်းအရင်တိုက်လိုက်မဟုတ်ပဲမျက်ခုံသားလေးအထိဆွဲရမှာဖြစ်ပါတယ်နော်။နှာခေါင်းရွှဲပြီးလို့အတံမှာပို့ တဲ့မှုလေးတွေကိုလည်းမျက်လို့တုံနာလေးမှာထည့်ပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့နှာခေါင်းရိုးလေးကိုသေချာပေါ်နေရတဲ့ makeup look လေးဆိုတော့နှာခေါင်းကိုဦးစားပေးပြီးဆွဲရမှာပါနော်။နှာခေါင်းထစ်လေးသေချာပေါ်နေအောင်လို့ပန်းရံဖြော့ဖြော့လေးကိုနည်းနည်းချင်းယူပြီးလို့ရှိရင်နှာခေါင်းထစ်နာလေးမှာချပေးရမှာဖြစ်ပါတယ်ရှင်။ပန်းနေဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းအယောက်ရည်ယူမယူပဲပန်းရံဖြော့ဖြော့လေးပဲသွားတဲ့အယောက်လေးကိုယူပြီးဆိုးပြပေးထားတာဖြစ်ပါတယ်နော်။ မျက်လုံးလေးနဲ့သိချပေါ်နေရမှာဆိုတော့အညိုရော်လေးကိုယူပြီးမျက်လုံးထောက်နာလေးမှာသိချလေးချပေးရမှာဖြစ်ပါတယ်ရှင်။အနောက်မှာဆိုးပြီးလို့ကြံတဲ့ဟာလေးနဲ့ပဲရှေးဘက်ကိုနည်းနည်းကျေဝိုက်သွားရမှာဖြစ်ပါတယ်နော်။အလိုက်နာဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းအမီးလေးကိုမျက်လုံးအိမ်ကျော်တဲ့ဒီဆွဲပေးရမှာဖြစ်ပါတယ်ရှင်။အဲ့လိုဆွဲပေးမှပဲမျက်လုံးကជីလိုက်တာနဲ့ជីပြီးတော့ပေါ်နေမှာဖြစ်ပါတယ်နော်။ညီမအဲ့လိုက်နာဆွဲတော့မတော်တဲ့သူဖြစ်တဲ့အတွက်တော်တော်လေးကိုခြေပေးပြီးသိချလေးဆွဲပေးနေရပါတယ်ရှင်။ဒါနဲ့ညီမမျက်ခုံးမွေးဆွဲတဲ့အတန်ကိုလုံးဝရှာလို့မတွေ့တဲ့အတွက် လို့လေယူပြီးတော့ရှာလိုက်တာပါရှင်မျက်ခုံးမွေးဆွဲတဲ့တန်လည်းရပြီဆိုတော့မျက်လုံးတော့နားလေးရနေပြီဟိုးနောက်အစွန်ဖျားလေးဒီဆွဲပေးရမှာဖြစ်ပါတယ်နော်ဒီနေရာမှာဆွဲတဲ့အခါမှာဆိုလို့ရှိရင်လည်းသေချာလေးဂယုဆက်ပြီးဆွဲပေးပါနော်ကျမတွေ့ရတော့မျက်လုံးရှေ့တော့နားလေးမှာဆွဲရတာတော်တော်လေးကိုခက်ခဲတယ်လို့ထင်ရလို့ပါရှင်မျက်ခုံးမွေးဆွဲတဲ့အတန်လေးနဲ့ပဲအောင်မျက်ရည်လေးကိုကိုကျင်းချင်းတလို့ဆွဲပေးလို့ရပါတယ်ရှင် ဆွဲပေးပြီးရင်တော့ထူးထူးကြီးဖြစ်မနေအောင်လို့အတန်လေးကိုယူပြီးတော့လိုက်ပြီး blend ပေးရမှာဖြစ်ပါတယ်ရှင်။အောက်မျက်ရည်လေးကိုလည်းသေချာပုံနေအောင်လို့ eye shadow မှာပါတဲ့အဖြူရွက်သွားတဲ့အရောင်နုနုလေးကိုလည်းမျက်လုံးအောက်နာလေးနဲ့တောင်းနာလေးမှာထည့်ပေးရမှာဖြစ်ပါတယ်ရှင်။မျက်တော်တူကိုလည်းထူးထူးလေးကိုထည့်ပေးရမှာဖြစ်ပါတယ်နော်။မျက်ခုံးမွေးလေးကိုတော့အရင်တိုင်းထူးထူးကြီးမဆွဲတော့ပဲ။တဘဝဆာဆာတပင်ချင်းစီထောင်နေတဲ့ပုံစံလေးကိုလိုက်ပြီးတော့ဆွဲပြပေးရတာဖြစ်ပါတယ်ရှင်။မြမလည်းဒီပုံစံအတိုင်းတစ်ခါမှမဆွဲဘူးတော့မလှလို့ရှိရင်လည်းနည်းနည်းလေးနားလေ က်ပေးကြပါနော်နှစ်ဖက်ဆက်လို့ဆွဲပြီးပြီဆိုတော့မျက်ခုံဝင်ပြီးတဲ့အတက်လေးနဲ့လိုက်ပြီးတော့ဖြည့်ပေးတာပဲဖြစ်ပါတယ်ရှင်ညီမအတင်ဒီဘက်ကအမီးလေးနည်းနည်းလိုနေတယ်ထင်လို့လိုက်ပြီးတော့ဖြည့်ပေးလိုက်ပါတယ်ရှင်အဲ့ဒါဘာလို့လဲဆိုတော့အာယူဆက်ရလို့လို့နှစ်ဖူးတွေညောက်ပါတယ်ရှင်ဒါကတော့လိုတဲ့နေရာလေးနဲ့ highlight တွေကိုလိုက်ပြီးတော့ဖြည့်ပေးတာပဲဖြစ်ပါတယ်ရှင် highlight ထည့်တဲ့ခါမှာဆိုလို့ရှိရင်လည်းနှာခေါင်းယူတဲ့ချောင်းလို့မထက်ပဲနှာခေါင်းထိတ်နာလေးနဲ့နှာခေါင်းယူအလဲနာလေးမှပဲထည့်ပေးရမှာဖြစ်ပါတယ်နော်ပြီးရင်တော့ make up look လေးကြွနေအောင်လို့မဲမဲလေးကိုထည့်ပေးတာပဲ ဖြစ်ပါတယ်ရှင်။နှကန်းလေးဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ရှိရင်နှကန်းလေးအတိုင်းမဆုံးပဲပုံဖော်ပြီးဆိုတာပို့ပြီးတော့လှတယ်လို့ခံစားရလို့ပါရှင်။နှကန်းလေးဆိုတဲ့အပိုင်းကတော့ညီမကြာလုံးလို့ဖျက်ထားတာပါနော်။ပြီးရင်တော့ခုနလို့တလို့မျိုးမဲမဲလေးတွေကိုနှမ်းလာအဲ့လိုမဲမဲလေးတွေကိုလိုက်ပြီးတော့ထည့်ပေးတာပဲဖြစ်ပါတယ်ရှင်။သုံးလေးခုလောက်ပေါ့။ဒီမိကန်လိုကတော့ဒီနာမနားလို့ရှိရင်လည်းလှပြီးပေါ့နော်။ဒါပေမဲ့ညီမနိုင်ငံခြားမတွေလိုမျိုးလေး ဘာပေါ်မှာမဲမဲလေးတွေလိုချင်တာဆိုတော့အညုံမှုလေးတွေကိုယူပြီးဒီလိုအတန်လေးနဲ့လိုက်ပြီးတော့ထက်ပေးရပါဖြစ်ပါတယ်ရှင်။ဒါလေးလို့ရတာစိတ်ရှိလားမရှိဘူးလားဆိုတော့မျက်နှာကတစ်ချက်ရှိနေတာစူပုတ်ပြီးတော့လုံနေတာလဲကြည့်အောင်။ညီမခုနသုံးနေတဲ့အတန်လေးကိုအမရတော့လို့ဆက်ပဲညက်တဲ့ကွာလေးနဲ့ပဲလိုက်ပြီးတော့ထုတ်ပေးလိုက်ပါတယ်ရှင်။အမဲဆက်လေးတွေလုတ်ပေးပြီးလို့ရှင်ဆက်သက်စပရင်လေးကိုဖျက်ပေးရမှာဖြစ်ပါတယ်ရှင်။အဲ့မှာပဲမျက်နှာလေးကပြော်ပြီးတော့ဂလုံးနေပါပါနော်။ကဲအင်းကြီးလေးလဲပြီးလို့ရှင်တော့ညီမပြထားတဲ့ဗီဒီယိုထဲကမိတ်ကပ်လုတ်ကလေးကိုရပါပြီရှင်။အခုလို့ဆို ောထိကြည့်ပေးတဲ့တယောက်ချင်းစီတဲ့ကိုကျေးဇူးများရင်တပါတယ်နော်ဘိုင်